မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတောက်ကြတာတမီမိတ်ဆွေတွေအားလုံးဆရာတို့အချိန်လေးဘလို့တရွေ့ရွေ့နဲ့ပြောင်းလဲလာတာအခုဆိုရင်2025ခုနှစ်ဆယ်လပိုင်းကိုရောက်ရှိလာပြီဒီဆယ်လပိုင်းအတွင်းမှာတောက်ကြတာတမီမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့ကဘယ်ယာရီအားသာကောင်းမွန်အကျိုးပေးပြီးကံကောင်းစေမလဲဘယ်ယာရီသတိထားဆင်ရမလဲဆိုတာကိုဆရာကဒီတောက်ကြတာတမီမိတ်ဆွေတွေအတွက်တလားစာကံကြမ္မာဟောစရံကိုဆရာကပြောပြပြီးမှဖြစ်တဲ့အတွက်တောက်ကြတာတမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရ ဘေးပြာတွေဝေးကွာကြပါစေကျောင်းဆရာကမေတ္တာပို့ဆူတောင်းပေးပါတယ်ဆရာရဲ့ဗီဒီယိုကိုတောက်ကြတာသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာလေး comment လေးတွေရေးပေးခဲ့ပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာတောက်ကြတာသမီးမိတ်ဆွေတွေရဲ့ကံဟာအရာရာကိုထင်ပေါ်ခြင်းကြော်စောခြင်းအဆိုးပြင်ဖြစ်ပါစေအကောင်းပြင်ဖြစ်ပါစေထင်ပေါ်ကြော်စောတတ်သောကာလာ အဲဘာပဲဖြစ်ဖြစ်ကိုကအစိုးလေးကိုပဲလှုပ်လို့အကောင်းလေးကိုပဲလှုပ်လို့လူတိထင်ရှားတက်တော့ကာလာလူပြောများတက်တော့ကာလာကြော်ချတက်တော့ကာလာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အဲဘာကိုဖြစ်ဖြစ်အစိုးလေးကိုပြုမှုတဲ့အခါမှာတတိထပြုမှုစင်ကျင်ပေးပြီးတဲ့အခါအကောင်းတွေအတွက်ထင်ပေါ်မှုအတွက်ကြော်စောမှုအတွက်တော့ဘာကိုဖြစ်ဖြစ်ကံအားဘောဆံအားဘောထနေရလာဖြစ်တဲ့အတွက်တောက်ကြသတိမိတ်ဆွေတွေကဒီလတာမှာဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေ အဲထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေချိတ်လို့ဆောင်ရလှုပ်ဆောင်ရအာသာချင်းကောင်းမှုချင်းတိုးတက်ခြင်းတွေရရှိစေနိုင်ရင်စိုင်းဘုတ်အမိပေးခြင်းအဲဟိုနမီအသစ်ပေးခြင်းတို့စိုင်းဘုတ်တင်ခြင်းတို့အဲဆွမ်းနာလို့ပေါ့ပနိုင်ဟိုက်ခြင်းတို့အိုးအိမ်ချမ်းမီစောက်ခြင်းတို့အဆရှိတဲ့အရာလေးတွေ ချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းအိမ်သက်မင်္ဂလာပြုလုပ်ခြင်းတို့မင်္ဂလာဆောင်ခြင်းတို့အိမ်ကောင်းပြုခြင်းတို့အစရှိတဲ့အရာလေးတွေထင်ပေါ်ကျော်ဆုံးမှုနဲ့ပတ်သက်သောလုပ်ငန်းတွေမှာတော့ချစ်တို့ဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူနဲ့အားသာမှုတွေများစွာရရှိတတ်တဲ့အတွက်အကျိုးရှိချီအသုံးချရန်လိုအပ်ပါတယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ကျမ်းမာရေးဟာငွေကြီးနဲ့တိုက်ရိုက်လာတဲ့အံတူနေပြီးတော့ဆရာငယ်လို့ပေါ့ဗျာငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်ကျမ်းမာရေးဟိုနာကိုက်ချင်းတယ်လို့ဒီနာခဲချင်းတယ်လို့ဖြစ်လာတတ်တယ်လို့ပဲကျမ်းမာရေးဟာငွေဝင်ကျမ်းမာရေးကောင်းပြီ ငွေမယုံဝင်ရင်ကျမ်းမာရင်ညံ့နေတတ်သောကာလဖြစ်ပါတယ်သို့တော့အထူးသဖြင့်အတတ်ရဲ့အားဖြင့်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရင်နဲ့ပတ်သက်လို့ရှိရင်ခြေထောက်နဲ့ပတ်သက်ပြီးဒရီထားပါခါးနဲ့ပတ်သက်ပြီးဒရီထားပါအကြောတို့အစင်းအမြစ်တို့ခန္ဓာကိုယ်တို့နဲ့ပတ်သက်ရင်ထုံကျင်နာကျင်ကြိုက်ခဲမှုမျိုးလေးတွေဖြစ်ရတတ်သောလာဖြစ်တတ်တဲ့အတွက်မိတ်ဆွေတောက်ကြသမီးတွေဒူးတို့ခါးတို့အကြောတို့အစင်းအမြစ်တို့နဲ့ပတ်သက်လာရင်တော့ဒရီထားစင်ညာအတွက်တော့လိုအပ်သောကာလဖြစ်ကြောင်းဆရာကထပ်လောင်းအကြံပေးပြရစေခင်ဗျာ ထို့သူမိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင် ဝင်ငွေဟာထွက်ငွေနဲ့အလားတူနေတယ် ဟိုဒီဘက်ကဝင်ဟိုဘက်ကထွက်ဟိုဘက်ကဝင်ဒီဘက်ကထွက်ရတာမျိုးလေးတွေကြုံရတဲ့တဲ့တို့ကငွေမမြဲသောကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်လက်ထဲမှာအများကြီးအကြကြီးထားတာမျိုးထက်တဦးတယောက်တစုံတယောက်ကိုအကြောင်းအရာမျိုးစုံနဲ့ကုန်တတ်တဲ့တို့ကငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်လက်ထဲထားခြင်းတက်တခုခုလှုပ်ဆောင်မှုအတွက်ကိုကြံ့ကြာတွေ့ဝေတုံဆိုင်မနေပဲနဲ့အဲအတွင်းနှစ်ခွအစိတ်နှစ်ခွဖြစ်နေတာမျိုးလေးတွေကိုချော့ချပြီးတော့လှုပ်เสียရရှိတယ်ဆိုရင်တေချာဆုံးပြတ်ပြီးတော့ယင်းဤလှုပ်ဆောင်ခြင်းမျိုးတွေအကျိုးပေးအားသာကောင်းမှုတိုးတက်နိုင်ပါတယ်မဟုတ်လို့ရှိရင်မိမိလက်ထဲငွေရှိနေရို့အဲ ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုနာကကုံလာလို့လို့မိသားစုရေးလို့လို့အိမ်သွေးရေးလို့လို့လူမှုရေးလို့လို့ဘာသာရေးလို့လို့နဲ့လက်ထဲမှာဝင်တော့ဝင်တယ်ပြက်စရာမရှိနေတာမျိုးငွေကြီးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်တယ်ဘယ်နာကပြက်စရာဘလို့ဖြစ်နေလဲမသိတတ်တဲ့လားဖြစ်တတ်တဲ့အတွက်ငွေမမြဲသောလားဖြစ်တဲ့အတွက်ဝင်ငွေဟာထွက်ငွေနဲ့အလားသဏ္ဍာန်တူနေပြီးတော့ဝင်လေထွက်လေရှိနေအာနာပါနရနိုင်ပေမဲ့ဝင်ငွေထွက်ငွေဖြစ်နေပါလေဒါကြောင့်မိတ်ဆွေတို့ပိုချန်လာလို့မသိင်ကျင်နိုင်လဲဆရာငယ်တို့လားအတ်ထားလို့ရပါတယ်ကောင်းပြီဆိုတော့ အကျိုးပေးသောလုပ်ငန်းတွေကိုဆရာကဆက်လက်ပေါ်ပြပေးပြရစီ တောက်ကြလာသမီးတွေဒီလာတာအတော်တွင်မှာဆိုလို့ရှိရင်အထူးသဖြင့် OA ရှံမီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စ၊မီယာကိစ္စနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ဒါအပြင်အနောက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေတိုးချဲ့လှုပ်ဆောင်တာမျိုးကိုယ်ပိုင်လုပ်ငန်းတွေနဲ့စတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများရှေ့လှုပ်ဆောင်ရာလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူများစွာရရှိတတ်ပါတယ်။အိမ်ဆောက်ရှင်မျိုးတွေအဆောက်အဦတောက်ချင်းမျိုးတွေလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ငဘူကရာထူးလုပ်ငန်းကိုင်နဲ့ပတ်သက်ရင်ဒီအရုပ်ပြောင်းရင်ကောင်းမပြောင်းရင်ကောင်းစဉ်းစားတိုးဝင်နေတဲ့မိတ်ဆွေများ တိတ်ပြီးတော့ရှည်ရှည်ဝေးစဉ်းစားမနေနဲ့ဘဝအတွက်အနာဂတ်အတွက်အပြောင်းအလဲနဲ့ရှင်းချက်ဖြစ်အောင်လှုပ်ဆောင်ခြင်းမျိုးနေရာထိုင်ခင်းဒေသအပြောင်းအလဲပြောင်းရွှေ့လုပ်ကန်ခြင်းမျိုးတွေအပြောင်းအလဲနဲ့ပတ်သက်လာရင်ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းတွေတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းနဲ့အပြောင်းအလဲနဲ့ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်ကံတရားရဲ့အထောက်အပံ့ကိုများစွာရရှိမယ်လဖြစ်ကြောင်းဖက်လောင်းပြောကြားလိုက်ပါစီခီးသွွားလုပ်ငန်းဆိုင်ရာတွေအကျိုးပေးပါတယ်အထယ်အလိတ်စားတောက်ကုန်ရဲ့ပတ်သက်တာမျိုးတွေလက်စစ်တို့ဘောတို့မှန်းတို့ အစားရှိတဲ့လုပ်ငန်းတွေအထယ်လေးလုပ်ငန်းဆိုင်ရာလေးတွေပတ်စပို့တို့ဗီဇာတို့အဲလက်စစ်ပစ္စည်းတို့ဆိုလာတို့ကွန်းတို့ရှမ်းတို့ပြောင်းတို့နန်းတို့ခြံထွက်ကုန်လုပ်ငန်းတွေတို့စားတောက်ကုန်လုပ်ငန်းတွေတို့ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာတွေ ရှေ့တို့ဆောင်ရလွတ်ဆောင်လို့ကောင်းမှသလိုမိတ်ဆွေတို့အနေနဲ့အလားကုန်ပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေဒီဇိုင်းတို့ graphic တို့တင်ယူလို့ဟာလားစွန့်လာလို့တင်ကြားရေးတို့အပွဲစီအသင်းပွဲနဲ့ပတ်သက်လို့စုဝေလုပ်ရတဲ့လုပ်ငန်းလေးတွေအများဆိုင်ရာလုပ်ငန်းလေးတွေမှာရှေ့တို့ဆောင်ရလွတ်ဆောင်ရင်အသာတုတက်ပြီးတော့ကံကောင်းနိုင်ရောလားဖြစ်သလိုမိတ်ဆွေတို့ဟာဒီလက်တာတို့တွေမှာဆိုဘာကုန်မဆိုကျင်းသေးပါ့ကိုယ့်ရဲ့အမိခံလို့ရှင်းနေဆိုင်ဘုတ်ဒီဇိုင်းတင်ခြင်းတွေအဲပြုံးပြုံးရွှေရွှေနဲ့မျက်နှာပြလောက်ရတဲ့လုပ်ငန်းလေးတွေမှာတော့ရှေ့တို့အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်တဲ့ တို့အပြင်မိစေတို့အနေနဲ့ခီးသွွားဆိုင်ရာလုပ်ငန်းလေးတွေမထင်မှာပဲဖျားခုခီးထွားရတာမျိုးလေးတွေဖျားခုခီးသွွားရတာမျိုးလေးတွေကြုံရတက်တယ်လို့အဲမိဘကတော့မိသားစုတွေနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရရှိတာမျိုးလေးတွေအဲမိမိရဲ့အတက်ကြီးသူတွေယဟန်တီလာရှင်တွေဝယ်ပေးနိုင်တဲ့ကုသိုလ်မျိုးတွေမထင်မှာပဲပြုလုပ်ရတာမျိုးမိမိတို့အနေနဲ့ဖျားချောင်းဆောင်မှာအစ်စ်ဟလာဖျားစင်းလို့အစ်စ်ကြွားရောက်လာတာမျိုးသို့မဟုတ်အလူခံပုဂ္ဂိုလ်အစ်စ်ကိုလှူဒန်းရတာမျိုးကုညီရတာမျိုးတွေကန္တရရဲ့ထောက်ကမ်းတွေကိုများစွာအကျဉ်းတွေရရှိမဲ့ကာလဖြစ်ပြီးတဲ့အခါ မမြင်ရသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေရဲ့အကူအညီတွေထောက်ဖို့တွေရရှိတတ်တယ်လို့အတိတ်မှာကိုပြုတ်လုခဲ့ပြီးတော့ကိုယ့်ရဲ့ကုသိုလ်ကံကြောင့်လက်ရှိလားဟာအခက်အခဲတွေကိုပြေလည်သွားနိုင်စရာအဲအတိတ်ကကိုယ့်ရဲ့ကောင်းကျိုးဆန္ဒတွေအတိတ်ဆိုတဲ့နေရာမှာကိုပြုတ်လုခဲ့ပြီးတော့ကံလည်းရှိနိုင်တယ်လို့မမြင်ရသောအတိတ်ကံရဲ့ကုသိုလ်ကံတွေကြောင့်အစင်မပြေမှုတွေအခက်အခဲတွေကိုပြေလည်အောင်အထောက်အပံ့ဖြစ်စေမဲ့ကာလဖြစ်ပြီးတော့ဘာဝမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်မှာတပည့်လာတာတာသမီတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့တာသမီပညာရေးကိစ္စလေးတွေကြောင့်စိတ်ချလာစရာသတင်းလေးတွေကြားရတတ်တယ် ချစ်တို့ဆောင်ရလှုပ်ဆောင်မှငဘူကသာသမီမရရှိတော့မိတ်ဆွေများသာသမီရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့သာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးကိုဝင်ဆောင်တို့ပတ်သက်ပြီးအိမ်မက်မက်တာမျိုးမိတွေ့မိမိအိမ်ကိုမိတောက်နေတာမျိုးတွေအဲနေတို့ကောင်းကင်ကိုဆွဲပြူပြီးလာတို့မတ်တဲ့အခါကျရင်ဒေတာတဲ့မိတ်ဆွေတို့အနေနဲ့အစဉ်ပြေမှုတွေရရှိနေအတွက်ဒီလိုအိမ်မက်မျိုးတွေမတ်တဲ့အခါမှာထီပြန်ဆန်းတာမျိုးထီထိုးတာမျိုးလုပ်ပြီးပါဒါဆိုရင်မိတ်ဆွေတို့အတွက်ကံရရဲ့အထောက်အကူများစွာရရှိပြီးတော့ကံကောင်းစီမဲ့လာဖြစ်ပါတယ်ပြီးတဲ့အခါ အကုသိုလ်ဖြစ်စီသောအကြောင်းတရားတွေကိုဝေဖန်ပြောဆိုနေတာမျိုးတတုခိတုကကောင်းကျိုးမင်္ဂလာဖျားဖျားဖြစ်စီတဲ့စကားလုံးလေးကိုပြောဆိုတာဟာတေချာတဲ့ညံ့နေတဲ့ကံတွေဟာမရောက်ရှိလာပဲနဲ့ကံကောင်းမှုတွေရရှိမှာပါဥပမာပေါ့အော်ငါတော့အစင်ပြီမှာပဲဒါလေးတော့စိတ်ချမ်းသာလိုက်တာဆိုတာမျိုးတို့ပေါ့နော်အာတေသွားမယ်ကြည်သွားမယ်ပြတ်သွားမယ်ရက်သွားမယ်ဆိုတဲ့အရာမျိုးလေးတွေကိုအတတ်နိုင်လို့ချော့ပြီးတော့အော်ငါဒီနေ့တော့ကံကောင်းတော့မှာပါလားဆိုပြီးကောင်းတဲ့နမိတ်ကလေးတွေနဲ့ဆောင်ယူပြောဆိုခြင်းအပြင် မိတ်ဆွေတို့ရဲ့ကံဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံတရားရဲ့အထောက်အပံ့ကိုကျင်းပြီးရရှိစေမယ်လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလိုက်ကတော့တွေ့မှာဆိုရင်အကျိုးပေးစေတဲ့အရာလေးတွေရွှေဝင်တာမျိုးလေးတွေရရှိတာမျိုးလေးတွေတန်ဖိုးရှိတဲ့ပစ္စည်းတွေလက်ဆောင်ရရှိတာမျိုးလေးတွေလည်းကျင်းပြီးကြုံဝတ်တက်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလုပ်လို့အရေးကြီးသောလုပ်ငန်းတွေကိုလုပ်ဆောင်တဲ့အခါမှာ တနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးသို့မဟုတ်တောက်ကြတောက်ကြချင်းတွဲဖက်လောက်တာမျိုးတွေကမိဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အဲမိဆွေတို့အဝါရောင်အနီရောင်မိညိုရောင်တွေဟာမိဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးကံကောင်းစေပါတယ် အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်မိမိရဲ့အိတ်ကအတွင်းကိုဩဇာရွက်ကလေးတရားဆောင်သွားတာမျိုးဖြစ်စေမိမိအရာနဲ့ဆော်ပြရမှာအောင်တပီပန်းလေးလှူသွားတာမျိုးဖြစ်စေသို့မဟုတ်ဩဇာပြီးနေစားပြီးတော့လိုရာကိုပြည့်မှုဆောင်ရရင်အောင်မြင်တိုးတက်ပြီးတော့ကံတရားရဲ့ထောက်ကူကြီးရရှိပြီးကံကောင်းစေမှာအသေးကြပဲဖြစ်တယ်အကျိုးပေးသောအရာဟာအရှိမြောက်တောင်ရဖြစ်ပြီးတော့စန်းတရာအရာကတော့တောင်ဆုစုရဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးကံကောင်းစေတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍ ရှိကနားနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။မထင်မှတ်ဘဲနဲ့ခရီးထွက်ရတာမျိုးဖျားခုခီးရေထွက်ရတာမျိုးတွေမိခေါင်းဆွေဟောင်းအထက်လူကြီးကြီးခဲ့တဲ့အကူအညီကိုရရှိတာမျိုးတွေဖျားတက်တယ်လို့မထင်မှတ်ဘဲနဲ့မိမိအိမ်ကိုဆွေမျိုးသားချင်းတွေအလဲလာတာမျိုးတွေရဲ့ဝေးခီးသွားတွေနဲ့ပတ်သက်ပြီးတော့အလဲလာတာမျိုးဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးအလဲလာစီတို့ထိုးသူတွေရဲ့ကံကောင်းတဲ့စကားလေးတွေကံကောင်းတဲ့သတင်းလေးတွေစောင့်ကြည့်ယူဆောင်လာမယ်လဖြစ်တဲ့အတွက် အဲ့ဧကောင်းဆွေကောင်းမိကောင်းဆွေကောင်းလာထက်တယ်လားဖြစ်ကြောင်းလည်းထပ်လောက်ပြောကြလိုက်ပါစီသတိထားဆင်နေရမယ့်အချက်လေးတွေကိုထပ်ပြောပါရစီလူငယ်တွေအရှိေးမှာတော့အရှိေးနဲ့ပတ်သက်လာလို့ရှိရင်ဒီလဟာအတော်ကိုညံ့တဲ့ကာလဖြစ်တဲ့အတွက် မြစ်တာကြီးအာဝဆန်အာဝသတိပြုဆင်နေရလိုအပ်ပါတယ်အရှိေးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးလေးတွေအဖောက်ပြန်ခံရတာမျိုးလေးတွေအဲ ကြုံရတတ်ပါလေသို့တော့သမီးသားများအနေနဲ့ဆိုရင်တော့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းမင်္ဂလာကတော့ပြုလုပ်လို့ကောင်းတယ်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းလူကြီးမျိုးကနှစ်ဦးနှစ်ဖက်တိုင်ပင်ပြီးတော့ပြောဆိုပြီးတော့နှလွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲเนาะဆွေတော်ပင်ကရွက်ကလေးလုပ်လို့ရပါတယ်ခင်ဗျာသို့တော့အဲလူငယ်တွေသမီးသားများအနေနဲ့ကတော့တိုးနဲ့တိုးတယောက်နဲ့တယောက်အဲတဝင်းတို့ရိုးစွန်းမှုလေးတွေကြောင့်စကလုံးလေးတွေပြင်းထန်ပြီးတယောက်နဲ့တယောက်အဲနားလည်မှုလွဲတာမျိုးလေးတွေဟာ ကိုကရှစ်တော့ရှစ်တယ်တို့တော့မိတ်ဆွေတို့အနေနဲ့ဟိုသူ့ရဲ့စကားလုံးနေနှိမ့်ဆက်မှုတွေအရှိင်းနဲ့ပတ်သက်လာရင်ကြုံရတာမျိုးလေးတွေသတိပြုစင်နေရလိုအပ်ပါတယ်မိမိရှစ်တော့မြန်လို့တော့သူကိုဖွင့်မပြောပဲဆရာလို့တယောက်တည်းနေပါဒါဆိုရင်စိတ်ချမ်းသာဟုတ်ပါတယ်ကောင်းပြီဆိုတော့သမီးသားများအနေနဲ့ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အရှိင်းနဲ့ပတ်သက်လို့ရှိရင်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအဲအရှိင်းနဲ့ပတ်သက်လာရင်ကိုယ့်ကိုရှေ့ဟန်ဆောင်ပြီးငွေကြီးအလိမ်ညာခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဆရာမေဆွေတောက်ကြသားသမီးတွေဒီလားဟာအရှိင်းရောမြေတားရေးစံကောသတိပြုစင်ကြရတော့လိုအပ်သောကာလပိုင်းချဖြစ်ပါတယ် တိဒါစီနေရမယ့်အချက်တွေအလောင်းမစားကပြောပါနဲ့ပတ်သက်လာရင် လုံးဝကိုညံ့ပါတယ်အလောင်းမစားပြောပါတဲ့ပတ်သက်ရင်လောင်းမလာလို့တော့မပြောပါနဲ့ကျွေတလဲကြက်တခုံဆိုတဲ့လုပ်ငန်းတွေတတိဒါပါအဲမိသားစုရင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုပေးနိုင်တဲ့အရာအတိုင်းသာရှိရင်ပေးလိုက်ပါမပေးနိုင်လို့ရှိရင်ဆန္ဒလို့ဝင်ရောက်ကူညီဖြည့်ရှင်းကမှာ ကိုယ်ကိုအပြစ်မြင်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိရဲ့တိမ်ငယ်စိတ်ကိုခြာလင်ပြောဆိုတာမျိုးမိမိရဲ့အတိတ်ကဖြစ်ခဲ့ပြီးတော့အမားကိုထောက်ပြပြီးဝေခံတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီလိုလူမှပြောထွက်တဲ့ကွာဆိုတဲ့စကားလုံးရင်ထဲမှာဖြစ်ပေါ်လာတာမျိုးလေးကြုံရတတ်တဲ့အတွက်မိသားစုကိစ္စအိမ်သွေးကိစ္စဒီမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်အမြင်မတော်တာလေးတွေချိန်တော့ကိုကပြီးနိုင်တယ်ဝင်ပြောဖြစ်နိုင်ခြင်းစကားလုံးများပြောခြင်းထက်အလုံးနဲ့တက်တည်ပြလိုက်တာကောင်းပါလေပြဿနာအဖြစ်ရှင်တွေကိုမရှင်းပါနဲ့ ရှင်းရင်ရှင်းလေချုပ်လေဖြစ်တတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီပတ်စံပစ္စည်းပြောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်သတိထားစင်ပြရလိုအပ်ပါတယ်ဖုံးအသည့်ဆိုင်ငယ်အသည့်ကားအသည့်ဆက်အဆရှိတဲ့အသည့်အသည့်တွေရရှိလာပြီးတော့အသည့်ဆိုတဲ့နေရာမှာလည်းအဟောင်းကပြတ်သွားလို့ပြောက်သွားလို့ဆိုပြီးအသည့်ဝင်လာမျိုးတွေကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလမှာငွေမကုန်ရင်တော့အသည့်ဝယ်လိုက်ငွေကုန်ရင်လည်း iPhone စက်ခွန်ကလည်းပေါ်နေဆိုတော့ဝယ်ခြင်းနဲ့ဆိုရင်လည်း ဖြောက်ပြပေါ့နော်အဲဆိုတော့ကောင်းပြီဆက်လျှောက်ကြရင်တော့ဆရာပြလို့ရတယ်ဆိုတော့နောက်တာနော်ကောင်းပြီတို့အပြင်မိတ်ဆွေတို့နဲ့ဒီလာတာတော့ဒီမှာဆိုညီကောင်ကောင်တမားတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတာမျိုးတွေနည်းနည်းလေးတတိထားစင်ကြီးကလိုအပ်ပါတယ်စာချုပ်ကိစ္စဆက်တူကိစ္စဆေးရကိစ္စလေးတွေမှာဆိုရင်တော့ညီကောင်ကောင်တမားတွေနဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတိုင်ရင်းရင်ရှေ့ရောက်မဲ့အရာလေးတွေနည်းနည်းနှောင့်နှေးနေတာမျိုးတွေကြံ့ကြာနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးတွေကိုတတိကြပါမိမိဖြစ်လို့သောကိစ္စဖြစ်ရှင်တဲ့ကိစ္စငွေကြေးကိစ္စရည်ရွယ်ထားတဲ့ကြံစီထားတဲ့ကိစ္စတွေဆိုတော့ကြိုတင်ဖွင့်မပြောတာဟာ အကောင်းဆုံးလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်မပြောမီမန္တလေးကဆရာငယ်နဲ့တွေ့ကြတဲ့မိတ်ဆွေများဆရာမန္တလေးမှာလက်ရှိတော့ရှိနေပါတယ် 2425အစာဟိကွန်တူမှာဆရာရှိပါတယ်တို့တော့ဆရာနေနဲ့တွေ့ကျင်နေဆိုရင်ရချင်းတရက်တော့ကြူယူပေးပါဆရာလူတိုင်းကိုတော့တွေ့မပြီးတော့ဆရာ private ဆရာနေအေးအေးဆေးဆေးတွေ့ကျင်နေဆိုတော့မိတ်ဆွေများတော့ကိုဆရာဟိုနဘဆရာဘီဒီမင်းနေကြဖြစ်တဲ့နံပါတ်ပဲဖြစ်တဲ့ခွန်ကိုတုံညာ2939 796 790 290 416 WhatsApp Telegram Viber မှာဆက်သွယ်မိများနိုင်တယ်လို့ဆရာကျွန်မမန္တလေးရပါကျွန်တော်မန္တလေးရပါဆရာနဲ့ရချင်းလို့ကျင်ပါတယ်ဆိုပြီးဆရာကိုဖုန်းနံပါတ်လေးနဲ့လိပ်စာလေးပဲပေးတာပါဆရာဘက်ကရတဲ့အချိန်ဒီတစ်ချက်ကိုဆရာမိတ်ဆွေတို့ကိုပြန်ပြီးတော့ contact လုပ်ပေးမယ်ဆိုတဲ့အကြောင်းပြောရင်း နဲ့အဲဆရာအားလုံးကိုတော့လာသမ ्या ကိုတော့ဆရာတွေ့ပြီးလို့မရတာ sorry ပါလို့ဆရာကဥစွာမေတ္တာပို့တောင်းပန်ရင်းနဲ့မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တောက်ကြတာသမီးမိတ်ဆွေတွေဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တောက်ကြတာသမီးမိတ်ဆွေတွေနဲ့ ိန်အောင်ရင်းနဲ့ပတ်သက်လာဝေးကွာနေသူတွေအဆက်အသွယ်ပြတ်နေသူတွေတရင်ကောင်းကြားရတာမျိုးတွေကြုံရတတ်တယ်အိန်အောင်ဘက်ကိုအကြောင်းပြုပြီးတော့ OA ရှမ်းမျိုးမီဒီယာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရှေ့လို့ဆောင်ရွက်လှုပ်ဆောင်ရတာမျိုးတွေအကျိုးပေးတယ်လို့အိန်အောင်ဘက်ရဲ့အထောက်အကူပြုခြင်းတွေအထောက်အကူရခြင်းတွေများစွာကြုံရတတ်တော့လာဖြစ်တဲ့တော့မိတ်ဆွေတို့အနေနဲ့အိန်အောင်ရင်းနဲ့ပတ်သက်လာရင်တော့ငကိုကလွဲလျှော်နေသောကိစ္စတဦးတယောက်ဝေးကွာနေတဲ့အောင်တရင်ကောင်းကြားခြင်းအဆက်အသွယ်ရခြင်းတွေကြုံရတတ်တယ်လို့ငွေကြေးအထောက်အကူရခြင်းတွေကြုံရတတ်တယ် သာသမီနဲ့ပတ်သက်လို့အဲတယောက်နဲ့တယောက်တုံးနဲ့တုံးအဆင်မပြေမှုတွေဆိုရင်တော့မှမဖြစ်မနေသာသမီကိစ္စလေးတွေကြောင့်နေရာတိုင်းကိစ္စလေးတွေကြောင့်ချစ်လို့ဆောင်ရွက်ပြီးတော့အဆင်ပြေချောချူပြီးတော့အိမ်တော်ရင်းနဲ့ပတ်သက်လိုက်အပြက်သဘောဆောင်ရင်းထက်အကောင်းသဘောကိုဆောင်ရင်ချစ်လို့ဆောင်ရွက်လို့ဆောင်ရင်ကံကောင်းမှုနဲ့မိမိတို့ဖြစ်လို့သောကိစ္စလေးကိုသေးသေးရှာရှာတိုင်တိုင်မမြင်နိုင်လို့လို့အောင်မြင်တိုးတက်နိုင်မှာအတိအကျပဲဖြစ်တယ်ခီးသွွားကိစ္စလေးတွေနဲ့ချစ်လို့ဆောင်ရွက်လို့ဆောင်ဖို့ကောင်းတယ်လို့ခီးထွက်တာမျိုးတွေဟာစိတ်ပြေလက်ပြောက်ဖြစ်စီတော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ရသည် ပတ်စဖို့လုပ်ငန်းရဝေးခရီးသွားလုပ်ငန်းဗီဇာလုပ်ငန်းပြည်ပခရီးသွားနဲ့ပတ်သက်တာမျိုးတွေရှေ့လို့ဆောင်ရလောက်ဆောင်မှာနေရာတိုင်းနဲ့ပတ်သက်တာတွေ OHM နဲ့ပတ်သက်တာတွေအဆောက်အဦနဲ့ပတ်သက်တာတွေငဘောကမပြီးမပြတ်စောက်လက်ဆဖြစ်နေတော့ OHM တွေကိုပြီးပြတ်အောင်စောင့်နိုင်တော့လာပြီးဆုံးအောင်စောင့်နိုင်မယ်လားဖြစ်တဲ့အတွက်ဘာလို့မဆိုရှေ့လို့ဆောင်ရလောက်ဆောင်မှာ ဆုံးပြီးသားသူတွေကိုအိမ်မက်မှတ်တဲ့အခါမှာထိုသူတွေအတွက်ကိုရည်စူးပြီးတော့စွန့်ကြိုက်ကလေးတစ်ဆိုင်ဖြစ်စေအလူဒါနာကလေးတစ်ခုကိုပြုလုပ်ပြီးတော့ကံကောင်းအောင်ဆူတောင်းပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အထောက်အကူကံရဟအထောက်အကူကြီးတွေရရှိစေမယ်လာဖြစ်ကြောင်းပြောကြားလိုက်ပါရစေဇန်ငယ်ဓမ္မမိတ်ဆွေတောက်ကြသားသမီးများအတိတ်ခံပြုလို့တပါဆိုရင်တော့ဝိစာဆရဏတမန်တော်လောကဝိဓုဆိုတော့ဂုံတော်ပတိကိုတနေ့ကို6ပတ်နှုံးနဲ့16ရက်တည်းတည်းအဋ္ဌကံဝင်လိုက်ပါကများတော့များတယ်နော် ဝိစာစရဏတမန်တော်လောကဝိတုဆိုတော့ဂုံတော်ပြီးကိုတနည်းကို၆ပတ်လုံးနဲ့၁၆ရက်တိတိတိတ်ခံဝင်လာရင်မိမိတို့ရဲ့ကြီးမားသောလိုအင်ဆန္ဒတွေပြေဝသွားမှာအတိအကျပဲဖြစ်တယ်။မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီပြီးမိမိတို့ရဲ့ကုန်ပစ္စည်းရဲ့အယောင်းဝယ်ကောင်းစီရအောင်လို့ငါမိမိတို့ရဲ့ကုန်ပစ္စည်းတွေကို ရေဈေးဆိုင်တို့မဟုတ်အိမ်မှာလောကပါလာနတ်ယုတ်ကလေးတခုကိုဆောင်းထားပြီးတော့ဖြစ်စေလောကပါလာနတ်ယုတ်ကလေးနဲ့မှာရေရှိမှာအမွေးတိုင်းလေးဆူဖြန်းပြီးတော့ရောင်းထွက်သွားအောင်ဆူတောင်းလိုက်ပါအယောင်းတွက်အယောင်းထွက်သွားမှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိမိတို့ရဲ့အရေးကြီးသောကိစ္စလူရမှုကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကန်စတာကောင်းစီရန်တိုးတက်စီရန်အလို့ငါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလို့ကိစ္စမသွားမိမှာဩဇာရွက်ကလေးဆောင်းသွားတာမျိုးအောင်တပီပန်းကြီးလူသွားတာမျိုးဆရာပြောခဲ့ပြီးတိုင်းထင်တယ်နော်အဲဆွမ်းနာလို့ပေါ့ ဩဇာဒီကလေးစားပြီးတော့လိုရာကိုပြောဆိုဆောင်ရင်အာတာပေါင်းမှတိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းပြောလိုက်ပြရစီခင်ဗျာအဆက်ဆက်ရရဒီတလတာလုံးမှာငွေကြီးကအားကောင်းစီပြီးပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအစွမ်းလာလို့ပေါ့တလတာဝင်ငွေကောင်းစီပြီးဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်ငွေကြီးကအားကောင်းစီရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကလေးငယ်လေးကိုကလေးငယ်လေးကိုရှိုကျင်ကျွေးပြီးတော့စိတ်ထဲကနေလာပါလာပါမက်ကြီးရဲ့လာပါလာပါမက်ကြီးရဲ့ နော်ဆရာငွေကြီးကံတော့ဆရာအမြဲတမ်းလုပ်ကြတော့ဆရာဟောကမှာဆိုဆရာအမြဲတမ်းချိုးကျင်ကလေးနဲ့ဆရာကခြောက်ထားလိမ့်ရှိတယ်ဆရာဟောကမှာဆီလာရင်ဆရာမိကြီးကြီးပါတချို့မိတ်ဆွေဆရာဟောကလာဘူးလေမိတ်ဆွေတွေသိပါလိမ့်မယ်ဆရာကခလေးငယ်တွေကိုချိုးကျင်ကျွေးလိမ့်ရှိတယ်စိတ်ထဲကနေပါပြောလဲဆိုတော့လာပါလာပါမက်ကြီးရဲ့လာပါလာပါကဲမျက်စိတမြင်သားမယ်လာဗန်လာဗန်မတ်ကြီးဆိုတာငွေနံလေးမတ်ကြီးရဲ့ဆိုတော့ဇာတာဝိနည်းတနေလားမကြီးမင်းကောင်မီးကိုင်းဆိုတဲ့အတိုင်းပဲတော့တတ်သဘောတွေဆောင်လာတဲ့အတွက်လာဗန်လာဗန်မတ်ကြီးတကယ်တမ်းဒီလိုပါ ငွေကြီးတွေကလေးငယ်တွေကိုချုပ်ကြွကြွေအတအဆဆရရအစင်ပြီးအောင်ပြီးတိုးတက်စေရန်ပြုလုပ်ရမယ့်ရည်ရည်အနေနဲ့ဆိုရင်တော့ဒီဆယ်လာပိုင်းအတွင်းမှာမိတ်ဆွေတို့အားလုံးငွေကြီးကအားကောင်းစေပြီးအစင်ပြီးအောင်ပြီးတိုးတက်စေရန်နဲ့ငွေကြီးအစင်ပြီးစေရန်အတွက်အထောက်အပံ့ဖြစ်စေရန်အတွက်ပြုလုပ်ရမယ့်ရည်ရည်အနေနဲ့ဆိုရင်တော့ကလေးငယ်လေးတွေကိုအိမ်ကိုလာတဲ့ကလေးငယ်ကိုဖြစ်စေလမ်းထဲမှာရှိတဲ့ကလေးငယ်တွေကိုဖြစ်စေ ကလေးငယ်လေးတွေကိုချိုးချင်ကျွေးပြီးတော့စိတ်ခဲကနေပြီးတော့လာပါလာပါမက်ကြီးရဲ့ဆိုပြီးတော့လာပါလာပါမက်ကြီးရဲ့လာပန်လာပန်မက်ကြီးတော့လာပါလာပါမက်ကြီးရဲ့ဆိုလာပန်လာပန်မက်ငူကြီးရဲ့လို့ခေါ်တာနော်တဘောကတော့လာပါလာပါမက်ကြီးရဲ့ဆိုပြီးတော့စိတ်ခဲမှာကလေးတွေကိုစူတောင်းပြီးတော့ချိုးချင်ကျွေးပြင်းခြင်းဖြင့်မိတ်ဆွေတို့ရဲ့ငွေကြီးကအာကောင်တိုးတက်စီပြီးတော့ကန်စတာကောင်းစီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တောက်ကြတာသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လာပိုင်းတွေမှာအဆက်ဆက်အရရာအစဉ်ပြေအောင်မြင်တိုးတက်လို့ရတနာစိန်ကြောက်စေတော့တိုင်ကစားနိုင်ကြပါစေ။ တက်နေတဲ့ဟိုလောက်ဝင်ဖြုတ်ခဲ့ဆိုစီးစိမ်ဥစ္စာများတိုးပွားကြပါစီကြောင်းစီရကစူတောင်းနေတဲ့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ခင်ဗျာ